အားလုံးပဲမင်္ဂလာပါဗျ။เนาะဒီနေ့မှာတော့ဒါကျွန်တော်30လ2025ကျွန်တော်တို့ဒီနေ့ကဒါပွဲတင်ရတော့အများကြီးမရှိဗျ။เนาะဒီနေ့မှာတော့ကျွန်တော်အီတလီစီးရီးမှာနှစ်ပွဲလောက်ပဲရှိတယ်เนาะဒီနှစ်ပွဲလောက်ကိုကျွန်တော်အကောင်းဆုံးရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။เนาะယနေ့ညမှာတော့ကျွန်တော်အီတလီစီးရီးမှာကက်ကလီယာနဲ့ဆက်စုလို့ရှိမယ်။ နောက်တစ်ပွဲကပီဇာနဲ့လာစီကိုနော်နှစ်ပွဲပဲရှိတယ်ဗျဒီနေ့ကပွဲတော်တော်နည်းတယ်မနေ့ကတော့ကျွန်တော်ရွေးချယ်ပြီးခဲ့တာသုံးပွဲမှာတော့နှစ်ပွဲအောင်ခဲ့တယ်မမဂျမ်းမီကျွန်တော်တို့ဒါ Telegram Channel မှာတော့ဒါမမဂရုမှာတော့ဒါကျွန်တော် Free Mama ဂရုမှာတော့ဒါကျွန်တော် Arsenal Boy လေးပြီးခဲ့တာဆင်ပြေခဲ့မှထင်တယ်နော်မောက်ကလေးကတော့ဒါတသိန်းကျိုးနှစ်သိန်းကျိုးနဲ့တော့ဒါရွေးချော်ခဲ့တယ်ပေါ့ဗျာနော် အဲယနေ့ညမှာတော့ကျွန်တော်ဒီနှစ်ပွဲကိုနှစ်ကြောင်းရွေးထုတ်ထားတာမျိုးလေးရှိပါတယ်เนาะကျွန်တော်လည်းကြက်ချင်းတွေ့ဒါ live show လို့ရပါတယ်ခင်ဗျเนาะဒီနေ့ညမှာကျွန်တော်တို့တွားပြကြရမယ်ဆိုရင်ဒီဥဆုံးကျွန်တော်ပြောချင်တဲ့ပွဲစဉ်အားတော့ကကက်ကလီယာနဲ့ဆက်စုအိုလိုဒီပွဲစဉ်မှာဆိုရင်ဘော်ရီချီကတော့တည်တည်ဖွင့်လှစ်ထားတယ်ဂူပေါင်းချီလေးမှာတော့နှလုံးကိုပြား90ရှုံးစုပြီးတော့ဖွင့်လှစ်ထားဖြစ်ပါတယ်ဒီပွဲစဉ်လေးမှာဆိုရင်တော့နှစ်သင်းလုံးကခြေကြုံမှု တွေးထားမှုမရှိဘူးเนาะတည်တည်ဖွင့်လှစ်ထားတာဖြစ်တယ်ဒီပွဲနဲ့နေကိုကျွန်တော်တချောင်းကောင်းလေးရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်ညာကဲကျွန်တော်ကာကရိယာယူကျွန်တော်တော့တွားပြန်ကြည့်ရမယ်လက်ရှိကကရိယာရဲ့ခြေစွမ်းပိုင်းကဒါအသိအားရစရာမရှိဘူးကျွန်တော်တို့ဒါပြိုင်ပွဲဆိုနောက်ဆုံးကန်ခဲ့တဲ့၅ပွဲကိုတွားပြန်ကြည့်ရမယ်ဆိုရင်၅ပွဲမှာနှစ်ပွဲရှုံးနှစ်ပွဲတည်တစ်ပွဲနိုင်ဆိုရင်ရလက်မျိုး ိုင်ဆိုင်လာတာဖြစ်ပြီးတော့ဆဆူအိုလိုဘက်ကိုသွားပြန်ကြည့်မယ်ဆိုရင်လည်းဆဆူအိုလိုကဒါပြန်ပွဲဆုံးနောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာလည်း၂ပွဲနိုင်၂ပွဲဆုံး၃ပွဲသေးသူလည်းဒါလူရလက်ပြထွက်ပေါ်ခဲ့တာဖြစ်တဲ့နော်နောက်ဆုံးကန်ခဲ့တဲ့ရိုမာကို0ဝက်နဲ့ရှုံးတယ်လက်ချီကိုစီးစီးကန်တယ်ဒါဗီယိုနာကို0ဝက်နဲ့နိုင်ထားပြီးတော့ဦးနေတီကို3ဝက်နဲ့နိုင်တယ်ကိုမိုကိုတော့3စီးနဲ့ရှုံးသားခဲ့တယ်ပေါ့ဗျာနော်လူရလက်မျိုးလေးရှိတယ်ကကရီယာကြီးနဲ့ဆဆူအိုလိုကတော့ဒါကျွန်တော်ထိတဲ့တွေ့ဆုံမှု စုစုပေါင်းဆိုကျိန်20တောင်ရှိတယ်ကျိန်20နဲ့ကျွန်တော်တို့နောက်ဆုံးကန်ခဲ့တဲ့ကျွန်တော်2024ကျွန်တော်23ရာသီမှာတော့ဒါကျွန်တော်တို့ကကရိယာနှစ်ကြောတွေ့တယ်နှစ်ကြောလုံးကကရိယာနိုင်ခဲ့တယ်အိမ်ဝင်းမှာ2 1ဝင်းဝင်းမှာ C2 ဆိုတဲ့ရာလက်မျိုးနဲ့နှစ်ကြောလုံးဒါကကရိယာရနိုင်ထားခဲ့တယ်ဒီညမှာကကရိယာရခြေဖွင့်လက်ထားခြင်းမရှိဘူး လက်ရှိဒါအီတလီစီးပွဲရဲ့ဒါသူတို့နှစ်သင်းရတာရှစ်ပွဲကံပြီးွားရင်ဒီနေ့ညကန်၉ပွဲမြောက်လက်ရှိစစ်ပွဲမှာလည်းအပေါ်နဲ့အောက်ဖြစ်တယ်နော်ဆက်ဆူလိုကအဆင့်၃မှာရှိတယ်ကကလီယာရောက်ဆင့်၄မှာရှိတယ်နှစ်သင်းလုံးကတော့ဒါကျွန်တော်ကြည့်ရမယ်ဆိုရင်ရလက်တရားတော့ဒါမတိမ်မင်းင်းနေတယ်ပေါ့လက်ရှိခြေစံပိုင်းရလက်ပိုင်းတွေကမတိမ်မင်းင်းနေဖြစ်တယ်အတကြောင့်မို့နှစ်သင်းလုံးကတော့ဒါခြေဖွင့်လက်ထားခြင်းမရှိဘူးတဲတဲ့ခြေပဲဖွင့်လက်ထားတယ်လျောက် ီနေ့ညမှာဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ဒါတကြောင်ရွေးထုတ်ပေးရမယ်ဆိုရင်ဒါသူတို့နှစ်သင်းရဲ့ထိုက်တိုက်တွဲဆုံမှုမှာဆိုရင်လည်းဒါဂူးပေါ်စီရဲ့ဂူးအောက်စီရဲ့မှာဆိုရင်လည်းဒါညီမြလည်းဂူးပေါ်လိုက်ဂူးအောက်လိုက်ဂူးပေါ်လိုက်ဂူးအောက်လိုက်ဒီလိုမျိုးဒါလားလာနေတွေ့ရတယ်เนาะအဲ့တော့ကြောင့်မို့လို့ဒီနေ့ညမှာကျွန်တော်ကတော့ဒီပွဲစဉ်လေးကိုဂူးပေါင်းဂူးအောက်လေးကိုလက်ဆောင်ပြီးတော့ဘောကြီးတကြောင်ကောင်းလေးရွေးရမယ်ဆိုရင်ဒီနေ့ညမှာဒါတက္ကလီယာရင်နဲ့ဒါဆက်ဆူအလုပ်ကိုဒါ ပြီးခဲ့တဲ့နှစ်ကြော့မှာတော့အနိုင်ခဲ့တယ်ဗျာဒီနေ့မှာကြေးဖွင့်နေတယ်လို့ကျွန်တော်ထင်မြင်တယ်ဒါအောင်မှတည်တည်ကြေးဖွင့်နေတာလေအဲ့တကြောင့်မို့ဒီနေ့ညမှာကျွန်တော်ကတော့ဆက်စုလို့ဘော်ယူလေးကိုကျွန်တော်စိုက်နေတတ်နေဗျာဘာကြောင့်စိုက်နေတတ်လဲဆိုတော့ကိရိယာအင်ဝင်လက်ရှိရဲ့လက်ရှိချင်းစားပိုင်းမှာလည်းမတိမ်မြင်ဖြစ်နေတဲ့ဒါအနေထားအင်ဝင်းအားနဲ့လည်းဖြစ်တယ်တကယ်ရိုင်နဲ့ခြေဖွင့်တဲ့လို့ကျွန်တော်သင်ပြန်မိတယ်ဒါအောင်မှခြေမဖွင့်တာဘူးတဲတဲခြေပဲဖွင့်တာလေလျှောက်ဒါဒီနေ့ညဘူဂီအနေနဲ့ဆက်စုလို့ဘက်မှာ ရှိနေမယ်လို့ကျွန်တော်ထင်မြင်ရဲသုံးသပ်မိတယ်။ဒါကြောင့်မို့ဒါဆက်စုဘလူဘော်ဒီလေးကိုရွေးချယ်ပေးခြင်းပါတဲ့ဆက်စုဘလူကိုသွားပြကြည့်ရမယ်ဆိုရင်ကျွန်တော်တို့2019ရဲ့နောက်ပိုင်းမှာဆက်စုဘလူအားနဲ့ကက်ကလီယာနဲ့တွေ့ဆုံတဲ့ဆက်စုဘလူဝင်းခွရနဲ့ကက်ကလီယာကိုနိုင်ပွဲ2019ရဲ့နောက်ပိုင်းမှာနိုင်ပွဲရရှိထားခြင်းမရှိသေးဘူး။အတက်ကြောင့်မို့ယနေ့ညမှာနိုင်ပွဲရရှိသွားမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ညညဖြစ်တယ်။အဲကြောင့်မို့ဆက်စုဘလူလေးကိုကျွန်တော်ကြိုက်ပါတယ်။ နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါပီဇာနဲ့လာဂျီကိုဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့လာဂျီဝါနဲ့ပြီးတော့ပီဇာကိုဝေးခွက်နေရော level ကိုပြား90ရှုံးဖွင့်လှစ်ထားတာဖြစ်ပါတယ်ဒါပီဇာကတော့ဒါကျွန်တော်တို့ရလက်ပြီးကောင်းမွန်ထားခြင်းမရှိဘူးဒီကျွန်တော်တို့ဘာကြောင့်လဲဆိုတော့နောက်ဆုံးကတန်တန်ပွဲစုံနောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာ9ပွဲလုံးတပွဲမှနိုင်ွယ်ရရှိတာရှိမရှိဘူးပြီးခဲ့တဲ့ AC Milan တူတူကန်တဲ့ Villarreal ကိုအစည်းအစည်းကန်တဲ့ ဘိုလွန်နာကို4စီးနဲ့ရှုံးတာပြီးတော့ဖီယိုတီနာကိုစီစီကန်နဲ့တိုအီနိုကို1စီးနဲ့ရှုံးတာခဲ့တယ်ပြည်သာကတော့ဒါအားရရမရှိဘူးကျွန်တော်တို့ဒါအောက်ဆုံး18လက်ရှိ18မှာရပ်တည်နေတယ်အီတလီစီးရဲ့ပြိုင်ပွဲဆုံး10ပွဲကံပြည့်နိုင်မှာ9ပွဲတပွဲမှာရရှိထားခြင်းမရှိတဲ့ပြည်သာဒီနေ့မှာကကြီးရာကိုရှင်းပြနိုင်ပါမလားเนาะနောက်ပြီးတော့ကျွန်တော်တို့ဒါလာဒီဝါဆိုရင်အီတစီယာမှာဆိုရင်လည်းအသင်းကြီးတသိန်းလို့ဒါခေါ်ဆိုလို့ရတဲ့အထက်မှာပါတယ်ဗျเนาะအာဒရက်ရှိ ါဒီနေ့မှလာခြင်သန်းပိုင်းတွေကြာနေလို့လားသူ့အနေနဲ့လာဂျီအနေနဲ့ဒါအဆင့်တစ်ခုတည်းကိုမြောက်တာပေါ့ဗျာနော်လာဂျီကတော့ဒါပြိုင်ပွဲဆုံးနောက်ဆုံးတင်ခဲ့တဲ့၅ပွဲမှာရိုမာတင်းတင်းနဲ့ရှုံးပြီးတော့ဒါကျွန်တော်တို့ဂျူပင်တက်ကိုတိုင်နဲ့အတ္တကိုစီးစီးနိုင်တဲ့ဂျီရိုအေကိုဒါစီးသွင်းနဲ့နိုင်ထားပြီးတော့တွင်းတို့ကိုတွင်းတွင်းကန်ထားခဲ့တယ်ဒီလိုရလက်မျိုးရှိခဲ့တယ်လာဂျီကတော့ဒါပြိုင်ပွဲဆုံး၅ပွဲမှာ၂ပွဲနိုင်၂ပွဲတည်း၂ပွဲရှုံးနိုင်ခဲ့တာရှိတယ်လာဂျီကလက်ရှိအဆင့်ရည်တည်မှုပါဆိုရင်လည်း ထပ်တဲ့နဲ့အစ်စ်တနေရာစနစ်မှာရက်တည်နေတာဖြစ်တဲ့ပြန်ပွဲဆုံး၈ပွဲကပ်ပြီးတဲ့နက်၃ပွဲနိုင်၂ပွဲတည်း၃ပွဲရှုံးတာတဲ့လူရလက်မျိုးလေးရှိတယ်ပြီးတာတဲ့ထိုင်တော့လာစီဝအများကြီးကောင်းမွန်တဲ့အများကြီးခြွေစမိုင်းတဲ့အသင်းပိုင်းဆိုင်ရာကိုအများကြီးကောင်းမွန်တဲ့ပြီးစားကတော့ဒါ Italy Serie ဒါဒီနေ့မှတန်းတက်လာအသင်ဖြစ်တယ်เนาะအဲ့ဒါကြောင့်မလို့အဲဒီနေ့ညမှာလာစီယိုအနေနဲ့ဝင်းဝဲကနေပြီးတော့ level ပြန်90ရှုံးသွားတော့ကြီးပြော့နေတော့ ျွန်တော်ထင်မြင်သုံးသပ်မိတယ်နောက်တစ်ခုကဒါဂိုးပေါင်းကျိုးသွားပြန်ကြည့်မယ်ဆိုဂိုးပေါင်းကျိုးမှာလည်းနှလုံးကိုပြန်90စာဒါကျွန်တော်ကက်ကရီယာနဲ့ဆက်စုလို့ခြေတိုင်ဖွင့်လိုက်ထားတယ်ဒါအမှဒါကျွန်တော်လာစီဝါကြည့်ပြထားတယ်ဗျာဒါအမှပီတာကအိမ်ဝင်းအကံအမှဖြစ်တယ်နော်အဲ့ငွေကအမှဖြစ်တယ်ပြီးခဲ့တဲ့ဒါ AC Milan နဲ့ပွဲတော်ဟာပီဇာတော့ခြေစမ်းပိုင်းလည်းမဆိုးဘူး AC Milan ကိုတူတူခံကန်နိုင်တဲ့ရည်ချင်းမျိုးရှိတယ်เนาะအဲ့တော့ကြောင့်မလို့အာပီဇာနေနဲ့နောက်ပြီးတော့ ိမ်ဝင်းဆိုရင်သူ့အနေနဲ့ဒါပြောပြီဆိုရင်အိမ်ဝင်းဆိုရင်လည်းသူ့အနေနဲ့တော်တော်လေးခန်းစစ်ကောင်းတဲ့အသင်းသင်းလို့ဆိုရမှာဗျာနော်အဲ့ဒါကြောင့်မလို့ယနေ့ညမှာဒီပွဲတင်လေးကိုကျွန်တော်ကတော့ဘွေကြီးလေးလက်ဆောင်ပြီးဂူအောင်ဘောက်လေးရွေးချက်ပေးခြင်းပါတယ်ဒီပွဲတင်ကိုတော့ကျွန်တော်ဂူပေါက်အောက်လေးရွေးချက်ပေးခြင်းပါတယ်ပီတာနဲ့ဒါလာတူရဲ့ပွဲတင်ဂူပေါက်အောင်ကြိုက်ပါတယ်ယနေ့ညနှစ်ပွဲရှိတာဒါကျွန်တော်တို့နှစ်ပွဲရှိတာကိုကျွန်တော်နှစ်ပွဲလုံး ဒီ YouTube ကညီကိုအတွက်ရွေးချယ်ပေးခဲ့တာဖြစ်ပါလေเนาะအဲ့တော့ကြမှာအားလုံးပဲဆင်ပြေကြပါသေးကျွန်တော်နဲ့အချက်ချင်းတူရင်ဒါ live ဆိုလို့ရအောင်ဗီဒီယိုဖိုင်လေးလုပ်ပေးတာဖြစ်တော့တဲ့ကြောင့်မလို့အဲဘလုံးပွဲတော့အပိုင်းဘူးမှမသိဘူးပေါ့ဗျာเนาะဒီလိုပဲကြီးနေကြီးထားတယ်တင်းနေဒေသားတွေကြည့်ပြီးတော့ရွေးချယ်ပေးရတာဖြစ်တော့တဲ့ကြောင့်မလို့အချက်တူမှာလား live ဆိုပါအချက်မတူလွတ်လပ်စာသဘောထားဝယ်လဝင်ရှိပါလေเนาะကဲကျွန်တော်ရဲ့ဒီနေ့ညရွေးချယ်မှုတစ်ပွဲအားလုံးပဲညီကိုဒါအဆင်ပြေကြပါသေး ကျွန်တော်တို့အားပေးတဲ့ software ပါတောင်းဆိုရဲတာလှပိုင်းနေနေပိုင်ဆိုင်ပါသေးလို့ဒါစုမောတော့နဲ့ကြောပြီးဆုံးသက်ပြသည်တို့ရှိမှာ online call လေးတွေလာဖုန်းလို့ရပါတယ်ဒါ Telegram channel ကိုလည်းလာရောက် join လို့ရပါတယ်ဒီ YouTube channel comment အောက်မှာ Telegram channel လေးခြာပေးထားပါတယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုဒီနေ့မှဆုံးသက်ပါသေးအားလုံးပဲ good luck ပါ